ထိုင်းနိုင်ငံဟာကမ္ဘောဒီးယားနိုင်ငံအပေါ်ဆင်နွှဲနေတဲ့စစ်စင်ရေးကိုမကြမီအချိန်အတွင်းအရှိန်လျှော့ချပွဲမရှိကြောင်းထိုင်း PBF ဝေါ်မှဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းစစ်တပ်ရဲ့ဗိုလ်ချုပ်မှူးကြီးတွေနဲ့ထိုင်းထိပ်သီးတန်တမန်တဦးတို့ကိုပြောကြားခဲ့တဲ့ထိုင်းဝန်ကြီးချုပ်အနူတင်ချမ်ပီယာကူရဲ့ပြောကြားချက်တွေအရကမ္ဘောဒီးယားနဲ့နေဆက်ပရိပခဟာယနေ့အထိ လေးရဲဆက်တိုက်ဖြစ်ပွားနေချိန်မှာ ထိုင်းဘက်ကစစ်စင်ရေးတွေကို ရှော့ချပွဲ မရှိကြောင်း ထိုင်း PBF ဝသတင်းဝက်ဆိုက်ကဖော်ပြခဲ့တာဖြစ်ပါတယ်။ကမ်ဘောဒီးယားရဲ့ရဲစားမှုတွေကို တုတ်ပြန်ရမှာစစ်တပ်ရဲ့စစ်စင်ရေးတွေကိုအစိုးရအဖွဲ့ကအပြည့်အဝထောက်ခံကြောင်းအနုတင်ကဒီဇင်ဘာ9ရက်မှာထပ်လောင်းအတည်ပြုခဲ့ပါတယ်။ကမ်ဘောဒီးယားရဲ့စီးရေးစွမ်းဆောင်ရည်တွေရောပါသွားတဲ့အချိန်မှသာထိုင်းစစ်တပ်ရဲ့စစ်စင်ရည်တွေကိုအဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အမှုတင်က အရေးမို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့လုံတင်တာကိုလုံနေပါတယ်။ကျွန်တော်တို့အပေါ်ဆိုးရွားတဲ့ရည်ရွယ်ချက်ရှိတဲ့သူတွေကို ထိုင်းနိုင်ငံကဗာလဲဆိုတာကိုပြသခဲ့ပြီးပါပြီလို့အမှုတင်က ပြောခဲ့ပါတယ်။ဒီဇင်ဘာ၈ရက်ကလည်းအမှုတင်က ကမ္ဘောဒီးယားနဲ့ဆွေးနွေးညှိနှိုင်းမှုတွေဟာထိုင်းနိုင်ငံရဲ့သက်မတ်ချက်တွေနဲ့ကိုက်ညီမှသာ ဖြစ်မြောက်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့သက်မတ်ချက်တွေနဲ့ပတ်သက်ပြီးအမှုတင်က အသေးစိတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ကမ္ဘောဒီးယားအနေနဲ့ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိမ့်ချောက်ခြင်းမပြုဘဲငြိမ်းချမ်းရေးစာချုပ်ကို အတိအကျလိုက်နာဖို့ထိုင်းဘက်ကတောင်းဆိုထားမှုအားအမှုတင်ကရည်ရွယ်ပြောဆိုခြင်းဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်သူတို့ကျွန်တော်တို့ကိုလုတ်ခဲ့တာတွေနဲ့ပတ်သက်ပြီးဘလို့ဆွေးနွေးညင်နိုင်မှုမှရှိလာမှာမဟုတ်ပါဘူးလို့အနုတင်ကဒီဇင်ဘာ၈ရက်မှာပြုလုပ်တဲ့အမျိုးသားလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးအပြီးမှာပြောကြားခဲ့ပါတယ် ထိုင်းတော်ဝင်ကြီးတဲ့ရဲ့စေဦးစည်းချုပ်ဘိုးချုပ်ကြီးချန်ယာကရွတ်ဒေါန်ပရာပတ်ကလည်းကမ္ဘောဒီးယားအပေါ်ထားရှိတဲ့ထိုင်းစစ်တပ်ရဲ့တင်းမာတဲ့သဘောထားကိုထပ်လောင်းပြောဆိုခဲ့ပါတယ်။လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေအတွင် ထိုင်းစစ်သား၄ဦးသေဆုံးခဲ့ပါတယ်။